ားလုံးပဲမင်္ဂလာပါခင်ဗျာကိုကြည့် YouTube channel ကနေပြန်လည်ပြီးတော့ကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့စိုင်းသူမောင်ညုံမိုင်းတန်လေးရေးသားထားတဲ့ပုံပြက်ပန်းပြက်ရေးသိကြည့်နေတိတ်ထိမြောက်အဆောင်ဆိုတဲ့ဇာတ်လမ်းလေးကိုတင်ဆက်ပေးခြင်းပါတယ်ခင်ဗျာအစီအစဉ်လေးမစတင်ခင်မှာကျွန်တော်တို့ရဲ့ channel လေးကစိတ်ဝင်စားစရာဇာတ်လမ်းလေးတွေကိုအမြဲမပြတ်တင်ဆက်ပေးသွားမှာမလို့ channel လေးကိုလည်း like and subscribe လေးတွေလောက်သွားပေးခဲ့ကြပါဦးခင်ဗျာ တင်ញိုင်တော့ကျွန်တော်နေကိုယူပပေးတာတော့ရောက်ရှိသွားတော့အခါမှာပုံမျက်ပန်းမျက်ရေးတိကြီးသည်ပေးစာထုတ်ကြည့်တထော်ကို ဖြည်းဖြည်းဖတ်နေပါရယ်ကျိုးရေးတိကြီးဘာရီလာရှုပ်ပြန်ပြီလဲကွာဒီမှာအလုပ်လုပ်နေနေကျို့တော့ကလည်းရေးတိကြီးအလုပ်အကြောင်းကိုသိချင်းလေ့လာချင်တော့တန်မိုးရှိတဲ့အချိန်တွေကို ယူလာခဲ့တာပါဗျကြီးကျယ်လိုက်တာကွာဖွ အယူပဇက်ကနတ်စကားထွက်လို့နေပါအောင်တံမိုးရှိတဲ့ချင်းလို့ပြောအောင်အချင်းရဲ့တံမိုးကိုမင်းတို့ကတိလို့နားလည်လို့လားပုံပြပံပြရည်တည်ကြီးကကျွန်တော်တို့ကိုတွေ့တယ်နည်းမြင်မခံတော့ပြန်တီးလေရှိပါရဲ့ကျွန်တော်တို့ကသူ့ကိုရှင်းလင်းထင်လင်းသူကလည်းပြန်ပါပြန်ရွက် ပြန်ငော့လေးရှိပါတယ်နားလည်တာဗောဗျာနိုင်ငံခြားပြန်တယ်ပဲဥစ္စာအဲ့ဒါဆိုရင်ကြောက်ပါဘွာ အချင်းရဲ့တံမိုးအကျုပ်တို့ဆွေများအရွယ်ရောက်တဲ့အချိန်ကိုစနေတကြဇရာဆွဲပြီးတော့လင့်ကျင်ကြလို့အသက်30မတိုင်ခင်မှာဘွားတမျိုးရပြီးတော့နိုင်ငံတကာတော့လက်ခဲ့ရပြီးဥစားအချိန်ကိုတံမိုးရှိရှိအသုံးမချက်တော့အချို့အသက်သာကြီးဟိုတေးစားရှင်စားနဲ့ပင်ပင်မမန်လောက်ကင်နဲ့ရန်ကုန်မရောက်ဘူးခင်းနဲ့သိရတာအများကြီးပြဟိုးမောင်းရင်ကွာရွှေ့ပါအောင်လား ဒီဘက်ကူတာတို့ကအင်္ဂလိပ်သတင်းစာကိုပြစ်ချိုင်မှာစစ်မှတ်ဖြစ်ပွားနေတဲ့ကာလမှာအချိန်ကတိတ်အကြီးကြီးတာပေါ့ရသေးကြီးဟာအချိန်နောက်ကြလို့တိုက်ပွဲမှာဆစ်ရှုံးရပြီးတော့အချိန်စောလို့အချိန်မှန်ကန်တိကြလို့စစ်ဘက်မှာကိုကလက်ဦးရပြီးတော့နိုင်ငံရာတွေဟာကမ္ဘာသမိုင်းမြန်မာသမိုင်းမှာနည်းမှမနည်းပဲဥစ္စာဒါပဲလားကွာအချိန်မီခေတ်ပေါ်ပြည်စည်းဝါစီဝါများကိုတီတီကျန်စာထုတ်လုပ်နိုင်ကြလို့စေပညာရှင်ကြီးတွေ လူသက်ပေါင်းများစွာကိုယောဂဇိုးကြီးများတဲ့ကကယ်ဆယ်လွတ်ယူနိုင်တာရောယသိကြီးသိရလားဒါဆိုရင်အချိန်မတိုင်ခင်အရွယ်မရောက်ခင်သိရတာကြတော့ဘယ်လိုပြောမလဲဒါကတော့သိနေစီလို့သိရတာပဲဗျာသိနေစီလို့ဆိုတော့ဘာလို့ပြောတာလဲကွာယသိကြီးခမရကတိကဖက်စကားတွေရှောင်းပြီးတော့အသက်ရှိတဲ့နေဟာသိနေစီတဲ့နေပဲတိလား အချိန်ရဲ့တန်ဖိုးနဲ့တန်ဖိုးရှိတဲ့အချိန်အချိန်ရောက်ကုန်သည်အနေဆဒုက္ခနတ်တကိုနားလေရတယ်ကွာဘာဆန်လို့လဲပြမသေးခင်လောက်ကြရှိတာလောက်ရင်ပြီးပြီပေါ့လောက်ကြရှိတာလောက်ဆိုတာအတ္တနဲ့ပြရနှစ်ခုရှိတယ်ကွာပြရအတွက်မင်းတို့လောက်ခဲ့တဲ့ပညာရပိုင်းဆိုင်ရာကိုငါလက်ခံတယ်တရင်ဘဝကူကောင်းဖို့လည်းလိုတယ်ကွာရှာတော်တပေါင်းမိခဲ့တာရှိတယ်ကွာယူပါရအလူတွေကနေရမယ့်ရက်တွေများတယ်လို့သိရမယ့်တရက်ကိုမိနေကြတယ် အဲ့လိုမိနေတဲ့တယောစင်တွေသမှုတရားတွေအတ္တတဏ္ဍရဲ့အစွဲလောဘဒေါသမောဟအစွဲနဲ့သေပြီးတဲ့တံမှာငရေတလိမ့်စံပြိတ္တာအတူတကယ်ဘဝကို ရောက်ကုန်ကြလားလို့ပြောထားတယ်ကွာတမန်းလို့လားဗျာဟာတံဃာတို့ဘုရားကကြိုဟောခဲ့တဲ့တရားဓမ္မအစစ်ကွာတို့တို့ကျွန်တော်တို့သုံးဦးညင်ကုန်ဆွေးနွေးနေစဉ်အသက်30အရွယ်ခန့်ရှိတော့မိမရွယ်ခါချောချောတဲ့အုံးဒီကျွန်တော်တို့ရှိနေရာ တင်းကျိုင်းသူဝင်ရောက်လာပါတယ်။ကျွန်တော်တို့ကနာယေးကိစ္စတွေလာကြသူများဟုသာယူဆမိပါတယ်။တင်းကျိုင်းမျိုးကိုမြေသူကအလဲပလာမည်နီကျွန်တော်တို့သာလင်ထူဆန်းသောရသည့်ကြီးရဲ့ပညာအစွမ်းဉာဏ်အစွမ်းဂမိယအစွမ်းကိုနက်နက်ချွတ်ချွတ်သိလို့တကူးတကလာနေခြင်းဖြစ်ပါတယ်။အသားဖြစ်ဖြစ်နေအသားချင်းချင်းလုံးကြီးပေါ်လာတတ်တတ်ပြပြန်အမျိုးသမီးတူဦးဒီပုံပြက်ပန်းပြက်ရသည့်ကြီးကိုယူယူတည်တည်ဥချကြတော့ကြပါတယ်။ ဒကာမကြီးတို့ကဘဲကများတော့ရန်ကုန်ကလာလာပါဗျာနမဲကရောဘလို့ခေါ်ကြတော့ငွေကျမမိမကတီတာဝင်ပါဗျာကျမမိကမနီလာဆင်ပါဗျာဘာကိစ္စရှိလို့တော့ငွေဒီမှာအသားပြူပြူနေတီတာဝင်ဆိုသူဟာကျွန်တော်မျက်နှာဆိုင်တဲ့ဥကိုမသိမသာလမ်းကြည့်နေပြောရခက်ခဲတယ်လို့ရှိနေတယ်ကိုရတိကြီးကရိတ်မိသွားပြီးတော့ဟိုကောင်တကောင်ကြောက်လာအေးအေး ရစ်တိကြီးဟိုလူနည်းအောင်လို့လှုပ်ပါဗျာလှုပ်မနေပါနဲ့ကွာမင်းတို့ရဲ့အစ်တင်ညာကတလေးဆန်တာပါကြားတွေဆင်တွေမြောက်တွေကမင်းတို့ထက်အကင်းပါသည်အဲ့တလေးဆန်တွေကိုအတန်းပညာနဲ့အတတ်ပညာသင်ပေးလို့ရရင်မင်းတို့ထက်သာမဲ့ကိုလူနားလေလားဖဲ့တယ်ကွာကျုပ်တို့ကအဲ့တဲ့မျိုးသမီးတဦးရှိကရမဖြစ်ချင်ရင်သာအตาကြီးနေလက်ရပါတယ်ရင်ထဲမှာလုံးဝမကြည့်နာဒီမသမီးတို့ တင်းနှုတ်ကိုကယူဆိုင်နေနဲ့ပညာတက်ပြီးတော့ဘောလုံးနှစ်လက်ဘိန်းလုံးတွေခောက်တာပြောကြရှိတာကိုပုံပွင့်လင်းလင်းပြောဘာကိစ္စလဲဟိုဟိုအဆောင်လုံးချင်းတော့ဘာပါရင်သိဟေးအဆောင်ဘာအဆောင်ပြပါလိမ့်အသမီးတို့ကအဒီမှာတင်တာဝင်းစုသူအမျိုးသမီးကရှက်ကိုရှက်ကအမှုရပြင်းမျက်နှာပွင့်အဆောင်ပါရှင်ဟိုသမီးတက္ကမရောဗျာ ်အန်နီယကင်းအဆောင်လက်ဖွဲ့လူချင်းတို့ဘာပိုင်သည်အေးကောင်းကြပြီပေါ့ကွာအဒီမှာပဲကျွန်တော်ကအခွင့်ရရတဲ့နေဝင်ရနောက်လိုက်ပါလေဒီမှာညီမတို့ရှင်ဘာပြပါလဲရှင်မျက်နှာပွင့်ဆွမ်းလားမဆွမ်းလားမသိဘူးဒီဘက်ရတဲ့ကြီးနေတိုင်းဘဲပြုတ်ကစုံရကြောင်နေကြီးပဲဝါရီဖွင့်နေရတယ်ခင်ဗျာကျုပ်ရဲ့ခွချက်ကြောင့်အမျိုးသမီးနှစ်ဦးကရဲကြပြီးတော့ဟုတ်လားပိုင်သည် ေးဟာငါစွန့်ရလို့ရတဲ့ကစွန့်ရွက်နဲ့ပဲပြုတ်အချက်တော်ဟိုတင်းချင်းကခွေးကမစားဘူးဘာဖြစ်လို့မရပါကလားဤပုံမြတ်မမြတ်ရည်တည်ကြီးကစကားချက်ကိုနေပြီးနှပြမတန်အောင်ဖေတော့လူလေလူနဲ့လူပါရည်တည်ကြီးပါကလားနေပေါင်းသမီးတို့ရေငါအဆောင်လက်ပွဲပေးနေရဲဆိုတာဘသူကပြောလို့တော့လိုင်မြွတ်ကစာရေးဆရာ ထောင်မူကြီးတင်ဝင်ပြောလို့ပါဟိုခြေတော့ခွေးကက်ခါလို့ စားရစားရဖြစ်နေတဲ့ငယူးမော်လားခွေးကက်ခါတာမဟုတ်ပါဘူးဘာကြီးဒီတော်ထဲမှာမဲလိုက်နေအဝတ်ဝင်တဲ့နပန်းလုံးရကဖေးဒီလီကြီးကောင်ပြောလိုက်မယုံစမ်းပါနဲ့ဟာငါအတိဆုံးပါမူမူနဲ့ခွေးကက်ခါလို့အဲ့ဒါငါစီမှာခွေးမကက်အောင်လာတောင်းမှုတယ်အဲ့ဒါငါမြစ်တတ်တော့ရလာလို့မေးတော့မြစ်တတ်တော့မရဘူးတူနေသိနေဆိုတော့ပန်းနဲ့ကစင်တဲ့ချင်းပဲရတယ်ဆိုပြီးတော့မူမူနဲ့ဆိုပြလို့ ်နားမခံသားတဲ့ဆိုတင်းကြိုက်ခွေးတွေကိုယူတိုက်လွတ်ပြီးတော့ပြေးရောဒီသိန်းဝင်းကငချွတ်ဟာဘာပဲဖြစ်ဖြစ်ပိုက်သည်ဖြစ်နိုင်စီစဉ်ပေးပါပိုက်ဒီမှာသားညုံနဲ့မနီလာစင်ဆိုသူကလည်းသမီးကလည်းတရေတစီဆိုရင်တိတ်ကြလို့ပိုက်သည်အဲတခုခုတော့စီစဉ်ပေးပါပိုက်သည်ဘာရဲ့တဲ့ကိုအားကိုးပြီးတော့လာတာပါဟင်းခဲ့တာပဲဒါနဲ့သမီးတို့ကဘာလို့ပြောလဲ မြမလူမျိုးပါရှင်ကိုးကွယ်တဲ့ဘာသာကရောမိယုဖလာဗုဒ္ဓဘာသာပါပဲပါသည်မိယုဖလာဗုဒ္ဓဘာသာဆိုတာရောနားလည်ကြရဲ့လားမိဘဘဝအစဉ်ဆက်ကိုးကွယ်ခဲ့တာကို ပြောတာပါရှင်ဒီမှာပုံမျက်ပံပြင်းရတဲ့ကြီးကမစီမဆိုင်ကျွန်တော်တို့နှုတ်ဘက်ကိုလက်လိုက်ပြီးတော့မင်းတို့ရောမိယုဖလာဗုဒ္ဓဘာသာဆိုတာကိုသိလားလက်စစ်ကကိုးကွယ်တာကိုပြောတာဗောဗျာ อืมเนเน่บ่าๆတော့ตีดีดาเอ่อだซินอลุยาวินายเยฮิจี้บ่าအဲ့တော့မိန်းကလေးနှစ်ယောက်ရှင်မှာဖဲ့နေရ။အဲ့တမီးတို့မိဘဘွားတွေကဒီဘာသာကိုကိုယ်ွယ်တို့ငါတို့လေဒီဘာသာကိုမိဘဘွားအလိုကြောင့်ကိုယ်ွယ်ထားသည်မိယုဖလာကိုယ်ွယ်မှုဖြစ်တော်လဲ။ပௌဒ္ဓဘာသာဝင်အစဉ်ဖောက်သေးဘူးကွယ်။ရှင်။ဘာဖြစ်လို့လဲပိုက်သည်။ပௌဒ္ဓဓမ္မတန်ခဒီယနာမြတ်သုံးပါးရဲ့အနှစ်သာရကို ယုံကြည်မြတ်လို့လေးစားသဘောပေါက်ပြီးတော့အကျွေးမဲ့လက်ခံယုံကြည်မှကိုးကွယ်မှသာလေဗုဒ္ဓဘာသာဝင်စစ်စစ်ဖြစ်တယ်။ဒါနဲ့မေးကြည့်မယ်နော်။ဟုတ်ကဲ့ရှင်။ဗုဒ္ဓဆိုတာဘာလဲ။ဖရာပါရှင်။ဓမ္မဆိုတာရောဗုဒ္ဓရဲ့တရားတော်ပါ။တန်ခါဆိုတာရောဖရာရှင်ရဲ့ဓမ္မကိုစစ်မွားနေသည့်ဖရာသားတော်အရှင်သူမြတ်မှာပါပါပိုက်သည်။ဒီထက်ပိုသိသည်လား။ပြောနိုင်လား။မသိပါပါသည်။ ဟိုကောင်းတော့ကောင်းရောဖယားတရားတန်းကဆိုတာသိလားနားလေလားလုတ်ပြန်ပါပြီကို့ဘာသာအားချောင်းကြီးရွှေကျင်ကို့လက်ကြောင်းနဲ့ကိုမသွားပဲနဲ့ကျွန်တော်တို့အုပ်ဘက်ကိုလဲ၍အတလို့ဒုက္ခပြနေပြန်ပြီရသိကြီးကျုပ်တို့တိရကဆိုကရီတီနျူဒန်အာခီမီဒီလီယိုဒေါ်စရိုင်းချက်ကော့ဟာရိုရော်ဘင်မေကစ်ရှူလကော့ရော်ဘင်ထရာနက်တို့လင်းနေတာပဲတည် ရည်တိကြီးအဲ့ဒီပုံကိုယ်တွေကိုသိလာပြောကြတော့အနားထားပြီးတော့မိန်းကလေးနဲ့ဦးရှင်မှာအတလုံးအခုခံနေရ၍ရွှေပြီးတော့ပြောချလိုက်ပါတယ်ယခုကျွန်တော်ရုပ်ပြလိုက်သည့်ပုံကူများကကဘာကျော်သိပ္ပံမြေရှင်များနဲ့စာရေးဆရာကပြဆရာ နိုင်ငံရေးအကျော်အမွန်များဖြစ်ပါတယ်ဒီမှာရည်တိကြီးကကျွန်တော်တို့နှစ်ဦးရဲ့မျက်နှာကိုစစ်စစ်ကြည့်ပြီးတော့အင်္ဂလိပ်လိုပြောချလိုက်ပါတယ်၎င်း၏အင်္ဂလိပ်လိုပြောချက်ကို မြန်မာပြန်ရလေမင်းရုပ်ပြတဲ့ ကနေသားတွေကရာဟုလာရှင်တာမဏေတော့ဖုန်းတကူနဲ့မပြည့်စုံပါဘူးလေခံပြင်းစရာပြတကယ်သူ့ရဲ့အပြောကိုဟိုမိမချော်နေရကနားလည်ပုံရတယ်ပြပြုံးလို့ဒီမသမီးတို့တကမလေးတို့ရဲ့ဒီမီးကုန်တွေကိုဘာရသေးဘာကြောင့်မေးရတယ်ဆိုတော့မင်းတို့ကိုအဖိုးတန်တဲ့အဆောင်ပြီးကြည့်နေလို့အမျိုးသမီးတို့မျိုးလုံးများကျေရွေးဝမ်းသာသွားကြပါတယ်အဆောက်ဆိုပြီးကျွန်တော်တို့အုပ်လည်းစိတ်ဝင်စားသွားကြပါတယ် ျွန်တော်တို့ဤပုံပြပံပြရည်သိကြီးကိုနှက်ချင်နေသေးမှာကြာပြီတော်တော်သူကချင်းပညာများပြပြသား၍ကျွန်တော်တို့ပညာတတ်များလိတ်ခံနေရပါတယ်ယခုအဆောင်ပြီးတော်ပြီလက်ဖွဲ့လားအင်းလားအမျိုးဒီလားသူဘလို့ညာပြန်လက်ပြ၍ဂွင်ဖံမျိုးသိမဟုတ်လို့ကတော့ဒီတင်ကြိုင်းဒီမျိုးကနေထောက်ကလေးထောက်ကလေးနေပြေးရပြီသားမှတ်ပြီရောတကယ်လားဟင်ပိုင်သေးဒီနေ့ပြီးမှလားဟင်ပိုင်သေး ဒီနေ့ပဲပြေးလိုက်မှာပါ။အိုးဝမ်းသာလိုက်တာဘာရည်သေးရဲ့။ဒါဆိုရင်ထောင်မုန်းကြီးသိန်းဝင်းပြောတာမှန်နေပြီပေါ့။အပြန်ကျရင်ဦးသိန်းဝင်းကိုဘရန်ဒီဒဗလင်းဘရန်ဒီလောက်ပါမှတ်သိတာရဲ့ညီရလေး။အေးအေးအဲ့ဒါဒဗလင်းလက်ဆောင်ပေးရမှာပဲ။ယခုအချိန်တော့ဆိုရင်စာရေးဆရာထောင်မုန်းကြီးသိန်းဝင်းကသွေးမြသေးပြီးခက်လောက်တိုက်ကလေကြောင်းတစ်လျှောက်ပိုးမျိုး80တရာကျော်လို့အီသိုးပီးယားဆိုင်းမုန်တီးပြီးမြူးရှာရောမြည် ထောင်မုန်းကြီးတဲဝင်ခင်ဗျာအတိတ်နမိတ်များကိုကြိုမြင်ခဲ့ပါလေပို့တင်ညိုကြက်ကင်အမီနီရေဖူရေစောင့်နေပါကောနေဘာတွေပြောပြမေးဗုဒ္ဓံတမန်သံဃာအဲ့ဒီသုံးပါးကိုသရဏဂုံလို့ခေါ်တယ်သရဏဂုံရဲ့အတိတ်ပဲရောသိရလားရှင်းပြပါပါသည်ဟိုနကောင်တော့မင်းမနေတော့ပါဘူးဖို့ကြရင်ဒီလိုကွယ်သရဏဂုံဆိုတာသရဏကမဏတ်ကဆင်းသက်လာတာ အဲတရဏကိုကိုရဟူ၏ကာမနသိမပြုလျက်စီကခြင်းလို့အဓိပ္ပာယ်ရယ်ဘုရားတရားတန်ခါကိုကိုကိုရအစဉ်ဖြစ်အသိမပြုလျက်ယိုသေးစွာစီကခြင်းကိုတရဏဂုံလို့ခေါ်တယ်ဒီနေရာမှာဗုဒ္ဓဆိုတာကိုအလင်အသိနားလည်ရမယ်ဒီနေရာမှာဗုဒ္ဓနှမျိုးရှိတယ်ပုဂ္ဂလဝိသေသဗုဒ္ဓဆိုတာကအလုံးစုံရှိသမျှအုတ်ရှိသမျှဟူသမျှကိုထိုးထွင်းသိမြင်တော်မူသောဝိမုဒ္ဒရာတနာ ခန္ဓာ၅ပါးအပေါင်းကိုဆို၍ပြည့်ညအဖြစ်ဗုဒ္ဓကတပါအတကားဓမ္မဝိသေသဗုဒ္ဓဆိုတာတစ္ဆာ၄ပါးမြတ်တရားကိုပိုင်းခြားသိမြင်တော်မူတတ်သောအရဟတ်မင်းနှင့်ရှင်သည်ပဋိနေဆွဲလို့ပြည့်ညအဖြစ်ဗုဒ္ဓလို့ခေါ်တယ်စဉ်စဉ်အဖြစ်ပြောရင်အလုံးစုံသောစီရအပေါင်းတို့ကိုပိုင်းခြားထင်မြင်သိမြင်တော်မူသည့်သဗ္ဗညုညရွှေဉာဏ်တော်အထုရောက်အတုကိုဗုဒ္ဓလို့ခေါ်တဲ့ဓမ္မဆိုတာသမီးတို့ပြောသလိုတရားဖျားရှင်ဟောသည့် တရားဒီတရားကတန်တရားလို့ခေါ်တဲ့ညွန့်ပြောင်းကနေနိဗ္ဗာန်တည်းဟူသောကြီးကောခြံသာအရကိုရောက်အောင်ညွန့်ပြတ်တာတို့တကြောင်ကိုယ်စိတ်နှလုံးစင်ရင်ချင်းကိုတုတ်သိင်၍တတဝါတို့ရဲ့တတ္တရာကိုအပြည့်တယ်လို့ဓမ္မတရားလို့ခေါ်ရဲကွယ်တန်ခါဆိုတာကဖះရှင်ဓမ္မတရားကို စင့်ဝါသူကိုင်းဒီနဲ့အညီမစွန်းမပေါအောင်နေတော်သူစွန်းဒေငန်အစတော်သူပဲဝတ်ထုတို့ဖြင့်ဂရုကရဝထားစွန့်ကျဲလူတန်းသူဟာ လူနဲ့နေမှန်ဒုဒ္ဒတော်ချမ်းသာခြင်းအကျိုးကိုပြတော်ကြောင့်တန်ငါလို့ခေါ်တယ်။အဲဒီဗုဒ္ဓတမန်တန်ငါသုံးပါးကိုယရနာလို့ခေါ်တယ်။စိတ်တိကတံမဟာကဏအတုလံတပ်ပရတတနံဒရဝါတို့ရဲ့စိတ်တယ်လွန်စွာကြီးညိုစေတတ်တော်ကြောင့်လကောင်းအဖိုးအနန္တထိုက်တန်တော်ကြောင့်လကောင်းအတုမရှိသောကြောင့်လကောင်းဖူးမြင့်ခြင်းကရက်ခဲသောကြောင့်လကောင်းပြညတ်သူတို့ကိုမထိုက်တန်သူများတို့သုံးဆောင်ရာဖြစ်သော အနဲ့ကြောင့်လကောင်းသူငါပတော့အနဲ့ကြောင့်ယနာဟူသွေးစိုးရပါလေတဲ့ကောင်းပြီတရတော်ကုံသုံးပါကိုတည်ပြီဒါသည်အမြတ်ဆုံးယနာဆိုတော့ပုဒ်တတမန်တန်ကန်တရတော်ကုံယနာယနာမြတ်သုံးပါကိုယုံကြည်ကူးကွင်ရင်ဘလို့အကျိုးရပါလဲဒီဖရာတရားတန်ကကိုစီးကကူးကွယ်ယုံကြည်တော့သူတို့အားတရတော်ကုံတည်တော့ကြောင့်တော့စီတယ်လူမင်းစွာဆင်းရဲတက်စီတယ်အပယ်လေးပါ ဒုက္ခိတတို့လာစီတယ်ဘဝညှိုးနှံစေတတ်တယ်ဘဝအစစဲနေဆက်တတ်သောဘေးအပေါင်းယံအပေါင်းတို့မှာဖယ်ရှားတုတ်သွင်းပြီးတယ်တဲ့ဘယ်လိုပြောကတော့ရှင်မှာဝင်ရောက်ဖြစ်စီလို့မရဘူးကြောက်ရလာမယ့်အန်ရီကိုတားစီရယ်ဘာရည်သေးကိုတိုင်းကြုံခဲ့ရတယ်ဘေးစိုးတစ်ခုအကြောင်းကိုပြောပြမယ်နားထောင်ကြပါလားနားထောင်ပါမယ့်ဘာရည်ပြီးရင်ပြီနော်ဘာရည်ဤပါရရပါစီမယ်ဟုတ်တယ်ကောင်းနားထောင်ပါလား မထောင်ချင်ကူဘော့ကိုသွားအိမ်နေအင်္ဂလိပ်လိုပြောရင်နားထောင်မယ်ဗျာဖွေးပြောကင်အင်္ဂလိပ်လောက်တတ်တဲ့ကောင်းတွေကကြီးကျင်လို့ဒီလိုကွာတင်းကြရင်ဒီအကြောင်းတွေကိုငါအင်္ဂလိပ်လိုရေးပြီးတော့အမေတို့အင်္ဂလန်ကဘရတ်ဝင်းညလောကလစ်လာရေးအသေးချောက်ကြီးကိုပို့လိုက်မယ်သိလားဟိုဦးစင်းကြီးပြောတော့တော့ဘာဖြစ်တရားအသာနေမှာမသိကြာရှည်ကြည့်အောင်လေဟာဟာစောင့်အောင်မင်းစောင့်နေမင်း ရှင်စင်းအားလို့စားပြီးတော့စောင့်နေမယ်ယန္တိကြီးဟာဒီလိုကောသမီးတို့ရင်ပိုက်သည်လူဘဝငရွေစဉ်ကအတော်ဒုက္ခဆင်းရဲနဲ့ပပတတီနေခဲ့သူဖြစ်ပါတယ်အချက်ဆုံးမိဘတစ်ပါးကကွယ်လွန်သွားတော့အားကိုးရမရှိတော့ဘူးအခုညီတို့မြင်တဲ့အတိုင်းပဲငါအင်္ဂါရုပ်ကမျက်လုံးတစ်လုံးကြောက်မျက်လုံးနှရွက်ကကလမအိုကြီးနှရွက်ကိုတွဲရရွက်ကြအဲအချက်ကွက်ကြီးကပါ လက်ကတစ်ဖက်ကိုတစ်ဖက်ရှင် ခြေထောက်တစ်ဖက်ကနိလူလက်ကတွေကိုလူဖြစ်နဲ့ရောက်လာခဲ့ပြီမဲ့လုံးနဲ့မတူဘူးတစင်တရေရုပ်ပေါက်နေတော့ဘယ်ဆွေမျိုးသားချင်းကမှလက်သက်မခံကြဘူးချက်တရေရုပ်တဲ့ဆိုပြီးတော့အော်ငေါက်နေလွတ်ကြတယ်ဘုံကြောင့်သွားကနေတော့လေဘုံကြောင့်သားတွေကညဉ့်ညင်းနှိမ့်ဆက်လို့ပြေးရပြန်ရောအဲ့လိုနဲ့ပန်းသားတဲ့လူအချို့ပေးစားကန်းစားစားပြီးတော့အိတ်စရာမရှိကြုံရိုက်အလင်းသွင်းလို့နေထိုင်ခဲ့ရတာအဲ့ဒီနေ့ စန္ဒနာ GTU ရဲ့သနာကျင်နာမှုနဲ့တင်ကြိုင်ကုန်စီရမှာနေခွင့်ရခဲ့တယ်ကွတတိုင်ပေါ့ကွာလုံနေတာလေးတွေကျေးဇူးရှင်စန္ဒနာကြီးနဲ့လောက်ကြရင်တင်ကြိုင်ကုန်မှာကမ္ဘာတန်းထိုင်တဲ့ဥမိုးတိန်တော်ဆိုတဲ့အလူကြီးရဲ့ရည်တိကြီးဦးချစ်စရာဆိုသူနဲ့ရင်းနှီးတော့ကနောက်ဆုံးသူတို့ရဲ့တပြစ်ပွားတဲ့မြမပြေရှိသမျှဒေါက်တာတင်ကြိုင်ကူမျိုးစုံကိုရောက်အဲ့ဒီကနေကမ္မီးယားဆရာမျိုးစုံနဲ့တွေ့ရသမျှပညာမရင်ကောက်ကောက်မကောက်ကောက်ရအောင်ယူမယ်ဆိုပြီးတော့တင်ခဲ့နေတာ အသက်40မှာပညာမျိုးစုံကိုတတ်နေပါတယ်။အသက်50မှာအိန္ဒိယတိပဲဟိမဝန္တာယူရီးယားအရိပတ်တွေကိုရောက်ခဲ့ပါလျော။တတော်ပြောရင်ဆရာဆုံးပညာဆုံးနဲ့နေဆုံးတော့ဘလို့ပဲဖြစ်ဖြစ်ဝင်ရှင်းနိုင်အောင်နမည်ကြီးလာပါရော။ဒီမှာတော်ရယဟန်အိုကြီးတပါနဲ့ဒေါနဲ့တစ်ခုမှကြောက်ရဆုံးရပြီးတော့ကိုကိုအတော်အမျက်ဆုံးရတနာကြောင့်နက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 ်သိခဲ့ရပြီးတော့တရဏဂုံကိုအကျွေးမဲ့ယုံကြည်လို့မိစ္ဆာဒိဋ္ဌိ ပညာအယူဆကိုစွန့်မဲ့သူတဦးဖြစ်ခဲ့ရတယ်။ရဟန်းဘဝကိုဘာလို့မခံရလဲပိုင်သိ။ဒုက္ကိတဘဝမလို့တခြားရှင်လူဟန်းများဝင်ပြီမှာဆိုလို့ယတိယောဂီဘဝနဲ့လွတ်လွတ်လပ်လပ်နေခဲ့လိုက်ရတာပါကွယ်။စစ်ပအောင်ပိုင်သိ။ပညာဆောင်တက်နေတော့ငါ့ကိုဆရာကြီးလိုအချို့ကခေါ်ကြပြီးတော့စီးကကြတာပေါ့။နာမည်ကျော်တော့တချို့ဆရာများကငါ့ကိုမနာလို့ဖြစ်ပြီးတော့ယုံမောင်းကြတယ်။တချို့ဆိုလူမိုက်ငါပြီးတော့လှုပ်ကြံကြတာ။ တနေ့မှာအလွန်ချုံးမောတတ်ပါလေမိမတယောက်ငါရှိရကိုရောက်လာပြီးတော့အတလုံးငွေတွေကိုပုံလူပါလေရောဟင်းဒါနဲ့မေးရဟောဘာလို့ကျုပ်ကိုငွေအများကြီးပုံလူရတာလဲကျွန်မဆရာကြီးကိုကြီးညိုလေးစားလို့ပါရှင်ညီအမိကရောဘယ်လိုခေါ်သလဲမရွှေချမ်းသာလို့ခေါ်ပါတယ်ဆရာကြီးရှင်음နမဲနဲ့လူနဲ့လိုက်ပါပြီတကယ်လုံးကိုရွှေတွေညွတ်နေတာပဲဟိုကောင်ဆလာနဲ့အမွေးနဲ့သာနဲ့တင့်နေခန့်ကြပါကွယ် နေပေါင်းမှရွှေချမ်းတိုင်းငါနဲ့ညီနဲ့လေတခါမှလေညီတို့ရဲ့အကျိုးကိုဘာမှမဆောင်ရွက်ပေးရမင်းနဲ့ဘာလို့ငွေတွေအများကြီးကိုပုံလုံပြီးတဲ့ယူရချက်ကိုအရင်ပြောအောင်ကွယ်ဆရာကြီးရဲ့ပညာကုန်တင်က နေရအနက်မှာကြော်စောထင်ရှားပါလိမ့်ဆိုင်ဆရာကြီးဖျားစစ်ဒီပြမြကုသိုလ်ဖြစ်တက်နေတာရောမိဘမဲ့ကလေးများရှိရာဖျားเจ้าမြတ်မှာပါဝင်လူတန်းကုသိုလ်ပြုနေတာကိုကြားပြီးတော့ကြီးညိုလေးစားလို့ဆရာကြီးလိုအပ်တယ်လို့ကိုကြီး ကုသိုလ်ပြုရန်လူတန်းရတာပါရှင် ေးဒါဆိုရင်ဒါရုဒါရုဒါရုဒီလူငယ်များကိုနမိုက်တို့အမိနဲ့လူလိုက်ပါမယ်ဗျာအဲ့လိုမလုပ်ပါနဲ့ရှာကြီးရှာကြီးအမိနဲ့ပဲလူပါရှင်ဒါနဲ့နမိုက်တို့ကဘယ်မှာနေသလဲငွေစင်တွေရမှာနေပါလေဒေါ်ရိုးတုန်နဲ့မရွှေချမ်းသာတို့အိမ်လို့မင်းအားလုံးအသိပါရှာကြီးရှာကြီးလာလေပါဦးအိမ်မှာတတိထမင်းဖိတ်ဆိုင်နဲ့ အမေတို့နဲ့ရင်းနှီးမှုရအောင်လို့ပါဆရာကြီးအေးတနေ့တော့စုံကြတာပေါ့ညီမကြီးကျမကို ခွင့်ပြုပါအောင်လို့ဆရာကြီးအေးအေးသွားပါဗျာသွားပါအကူညီလို့ချင်းလဲအချိန်မီပြောတော့ညီမကြီးဟုတ်ကဲ့ရှင်မရွှေချဲသာဆိုသူကငါ့ကိုရှစ်ခုခုထုတ်ပြီးတော့မြင်းလဲစီလို့ပြန်သွားလိမ့်ရဲ့ဒီလိုနဲ့ငွေအလုံးဘုံကျော်တစ်ချောင်းမှအပ်ပြီးတော့ပထမဝက်တစ်ခုမှကုညီပါဝင်စောင်းနေတော့မရွှေချဲသာရောက်လာပါလေရောဟေး ရှိုက်ဟောမတ်ရွှေချင်တာဘာအကြောင်းများရှိလို့တော့ဗျရှိုက်ကိုအမေကဒီညနေထမင်းစားဖိတ်ခင်လို့ဟိုးအားနာရိုင်းနေမရေအကုန်စီစဉ်ပြီးပါပြီဆရာကြီးအခုတခါတည်းလိုက်ခဲ့ပါရှင်ဒါနဲ့ပထမဘွဲကဖုန်းကြီးဟန်နဲ့ကပိယမြတ်ကိုခွင့်ပြန်ပြီးတော့တတ်တော်ရှိဆရာတော်ဖျားကြီးအဲ့ဆရာတော်ကြီးကတတ်တော်105နဲ့ရှိပြီဒီဘောမင်းပါတော်မူခဲ့တာကိုမြင်းနဲ့ဖုန်းကြီးခွေခါလေကိုင်းခါလေကိုင်း မျက်စိလည်းဝေသည်လို့ဒါပေမဲ့တိလက်သမားလေးအလွန်ကောင်းတယ်အကြားမြင်လည်းပေါက်ရောက်တယ်ဆရာတော်ဘုရားကြီးကိုဦးကျခွင့်ပြန်ပြီးတော့ပြန်ထွက်တခါကြီးဘုရားဆရာတော်ဘုရားကြီးလက်ခေါ်လို့ကျောင်းဝရောက်မှပြန်ဝင်ပြီးတော့လက်ဥချီနာခံလိုက်စီမှာပဲရတနာသုံးပါမမေ့နဲ့မမပါဗျာဝိသကကျောင်းမကြီးကိုဘုရားကြီးကိုတော်များမိမ့်မာတဲ့စကားကို ကြားဘူးလားအမိတ်ရှိပါဗျာ ငါဘုရားကိုတို့၎င်းယန္နာမြတ်သုံးပါးကိုတို့၎င်းကာမဂုံကြီးပြောနေသည်အချိန်ထိတတိယနေပါချစ်သမီးနဗျံမေးခင်ပြီးတော့သားကောင်းသမီးမြတ်မြတ်မွေးဖွားရရှိအမ်းနဲ့မှန်လာပါဗျာဆာဆာသွားသွားအေးနေနေယန္နာမြတ်သုံးပါးကိုမမေ့ပါနဲ့မမထပ်မှန်၍ဥခိုက်ပါသေးဗျာဒါတို့ဒါတို့ဒါတို့နဗျံမေးခင်ပါစေတည်း တတ်တော်ကြီးဆရာတော်ဘုရားကြီးရဲ့မိမ့်မာချက်ကို နားချပြီးတော့မတ်ရွှေချမ်းသာလို့ရေနင်းလည်းနဲ့လိုက်ခဲ့ပါဦးလေလိုက်ခဲ့နေမြစ်တာတော့ကိုယူလို့အားလုံးကိုမြစ်တာပို့လွတ်လိုက်ပါလေမြင်လေဟာအချိန်တန်နိုင်ကလည်းမောင်းပြီးရောရက်ွက်တွေရွာတွေဖုံးစုတွေလင်းကျိုင်းဟောင်းတွေကိုဖျက်ကျော်ပြီးရောရွာစုံကအိမ်မကြီးစလုံးရှိရာကိုရောက်ခဲ့ပါလေအနည်းဝန်းကျင်မှာအင်ကြီးခက်ကြဲကြဲရှိပါလေခြံဝိုင်းထဲမှာရောကိုကြီးကောက်ကောက်ကကိုက်မလို့လှုပ်ပြီးတော့ဟောင်းပါလေရောကျုပ်ကလည်း ဗုဒ္ဓံတရဏံကိစ္ဆာမိဓမ္မံတရဏံကိစ္ဆာမိတန်ခံတရဏံကိစ္ဆာမိကိုယူရင်းနဲ့ဝင်ခဲ့လိုက်ပါတယ်။ခွေးလေးကကြုတ်ကိုကြည့်ပြီးတော့တုံကုန်ပါလေ။အဲ့ဒါမတ်ရွှေချက်သားကအံ့ဩလို့ဒီမှာမတ်ရွှေချက်သားရဲ့အမိဒေါ်ရုံတုံကုန်ကစတွေ့ရတာပဲ။အသက်60ခန့်ရှိတဲ့ခါကကိုင်မင်းမကြီးဖားလာကြနေတဲ့သမင်ကြီးကဖြူဖွေးလို့တောင်ဝန်းကြီးထောက်ပြီးတော့ရေမောလို့ကြိုလေရဲ့ရှာကြီးပါပါပါမလားလို့ရှင်ဟင်း ကြက်ခတ်တာလို့မားရဲ့လာတော်တော်မပါရဲ့ရှင်ကြွပါကြွပါတခါတည်းထမင်းစားကန်ကိုကြွကြပါဟဲ့ဟင်းအိမ်ထဲကနေအသားမမင်းအယုတ်စုံစုံနဲ့မိမငါရောက်ထွက်ထွက်လာပြီးတော့လာလာအဖလိုပြောလို့ထမင်းစားကန်ကိုခေါ်သွားလိုက်ပါတယ်ကြည်စမ်းထမင်းစားကန်မှာဟင်းလောင်တွေမှမနေပါဘူးစီပြန်ရင်ချင်းရင်အတုံးငပွေရေတို့ကြတတိဝလံမျိုးကိုစောင့်နေရပဲအဲ့ဒီမှာမွေးရေခွေးပုတကောင်ကပြေးတော့ဆော့ကစားနေပါတယ် ထိုင်ပါသုံးဆောင်ပါဆရာကြီးရှင်ဒေါ်ရုတ်တို့မတ်ရွှေချမ်းသာတို့ရောဝင်စားကြလိမ့်ဆရာကြီးစားပြီးမှစားပါမယ်ရှင်ဆိုင်နဲ့စကားပြောလို့တဲ့ပညာလေးယူရမယ်ရှင်သုံးဆောင်ပါအားမနာပါနဲ့ဒီမှာမတ်ရွှေချမ်းသာကထမင်းပကံလေးကိုဟင်းမျိုးစုံခတ်ထည့်ပေးလိုက်တာထမင်းမမြင်ရပါဘူးဟင်းပုံကြီးကိုဖြစ်ပါလိမ့်ရောအဖွားကြီးက အနည်းမှရှိတဲ့ခေါမထိုင်ပြီးတော့သဘောကျလို့ဒီမှာ မမဲ၅ယောက်ကရက်ခပိနေဟင်းလိုက်ဖို့အသင်ပေါ့ အကျုပ်ကဟင်းချက်ဓမင်းပကံကိုလက်တစ်ဖက်နဲ့ကြောက်ပြီးတော့ဘုရားတရဏံကိစ္ဆာမိတပံတရဏံကိစ္ဆာမိတန်ခါတရဏံကိစ္ဆာမိလို့သုံးချက်ရွတ်လိုက်စင်ပါပဲကြွကြည့်တကောင်အပေါ်တန်းကနေဓမင်းပကံကို ခုံချပြုတ်ကြပြီးတော့ပကံမောက်သွားပါလိမ့်ရောဟောတော်ဟဲ့ဟဲ့ဘလို့ဖြစ်တာတော့ဟင်းကျွဲ့ခုံချလိုက်တာအမတူရင်အိုးဆရာကြီးကိုအားနာစရာကောင်းလာတော့ကျွတ်ဆုပ်ကျွတ်နာနေစားမယ်ပြင်ကားမှဆရာကြီးကိုပေးချင်ကုန်ပါပြီဟဲ့ဟိုမင်းပါလိမ့် ရည်ယူတော့ဆရာတော်ယူသမင်းမွေးအသိမြ мян ပြစ်လိုက်စမ်းဟုတ်ဟုတ်ကဲ့အမတို့မြ мян လောက်ကြတယ်ဟုတ်ကဲ့ပါရှင်မိမမမကြီးတရားမှာရေပတ်အုံနဲ့လာတော့ပြပါတယ်ကျမမိမများကသမင်းဘက်ကအသိပြင်းနေကြပါတယ်အဖွားကြီးဒေါ်ရုတ်တင်ကမျက်စိမျက်နှာပြက်ပြီးတော့ပွားစီပွားစီနေဒီမှာအမွေးစုပ်ပွားနဲ့ခွေးတဲ့ကောင်ကအောက်မှာကျန်နေတယ်သမင်းဟင်းအချို့ကိုတော့ကနေကောက်စားလိုက်ရောဟာဘလို့လဲဟာငါရှိမှနေပဲငါစားဖို့ပြင်ထားတဲ့ အဲကြွက်ကြီးတကောင်ရောက်မှုကြတော့လေသမင်းဟင်းမြောက်ကိုစားမိတဲ့ခွေးမှုလေးနဲ့ကောင်ကချက်ချင်းအကျော်ဆွဲပြီးတော့မျက်လုံးပြူးလို့တီးကုန်ပါရောဒေါ်ရုတ်တို့ရှင်အင်းဆိုင်မိရှူချင်တာရှင်ငါကဝုန်းနဲ့ထားရလိုက်ပြီးတော့အတန်ဟိန်းနဲ့အော်ခေါ်လိုက်ရောသူတို့အားလုံးလန့်ပြီးတော့တွန်ခါသွားကြရောဟင်းဒါနင်တို့ပညာအကုန်ပဲလားတို့အပဆိုင်တော်ဟိအယုတ်တမာရီ ထွေနေတော့တနေ့အဲ့ဒီခွေးနဲ့ကောင်လုံးသေးရနေမယ်သေပြီးရင်ငရဲကိုဆင်းရအောင်မယ်ဘဝကူကောင်ပြင်ကြရအောင်အကုတုံမိမရုပ်လို့ရငါချက်ချင်းပဲတကားတွေကိုစောက်ကန်ဖွင့်ပြီးတော့မြင်းရဲတဲ့ကောင်လုံးပြေးရွှဲခဲ့နောက်ကများလိုက်လာလှုပ်ကြံကြအောင်မလားလို့စိုးရင်ပြီးတော့သရဏဂုံကိုအဆက်မပြတ်ရွတ်လို့လမ်းညွန်လမ်းကြများမှာကိုယ့်ပါပြေးခဲ့လေတာနောက်ဆုံးနွားလဲကြုံတစ်စီးနဲ့ကြုံပြီးတော့ငါတို့ဖုံးချောင်းကိုတိကမြောက်တက်မပြောက်ပြင်းရောက်ခဲ့ရတဲ့သမီးတို့ ဒါဆိုရင်အဘကိုအစိတ်ခပြီးတော့အတီလောက်ကြတာပေါ့ဒါပေါ့ကျွဲ့တခေါင်ကဲလို့ပေါ့နော်အေးကျွဲ့စလားနှာခေါင်နှက်မြတွေကျွဲ့ရောက်ဆောင်ပြီးတော့ကဲရလားမသိဘူးအမန်ကအဲ့ဒီတော့ကဘိုက်တိကိုကဲလိုက်တာအဆောင်ကောင်းချောင်ပဲကွအဲ့ဒီဆောင်သမီးတို့ကိုပြီးပါနော်ဘိုက်တိပြီးရမှာပေါ့ဟိုနှာခေါင်ရောယူမလားကွာပြီးရင်တော့အာနာပါနာနဲ့ယူရမှာပေါ့ဗျာအဲ့ဒါ တရဏဂုံအဆောင်ပဲရှင်ဟမ်ဘုရားတရဏံကိစ္ဆာမီတမန်တရဏံကိစ္ဆာမီတန်ခံတရဏံကိစ္ဆာမီဆိုတဲ့ရဏသုံးပါအဆောင်ကောင်းပဲအဘရဲ့ဒီဒီတရဏဂုံကာရာကိုရွတ်ပြီးတော့ပရိစိတ်ခေတာနှစ်မနေဘူးမလို့သူများအတိုက်ခိုက်လောက်ကြသူမျိုးမျိုးကကက်တွေကြော်ပြီးတော့လွတ်မြောက်ခဲ့ရတယ်မယုံမရှိနဲ့ယူမလာပြောအားလုံးတိတ်နေကြပါရဲ့ဒီမှာမိမချောနဲ့ဦးကစရွေးပြောပါရဲ့ ။ဘောင်းရဲ့တိပြောတဲ့အတိပဲအားလုံးကိုနားလည်သဘောပေါက်ပိုင်းဖိုင်သည်။အေးနားလည်သဘောပေါက်ရင်မိယုဖလာဗုဒ္ဓဘာသာဝင်တဲ့မဖြစ်စေနဲ့။ဗုဒ္ဓတမန်တန်ငန်းဆိုတဲ့အတိပဲရဲ့အနှစ်သာရကိုအကျွင်းမဲ့ကိုယ်ကြော်ရဖြစ်ရေုံကြီးကြီးလောက်ဟင်။ဒီမှာသားတို့သမီးတို့မင်းတို့အင်းတို့လက်ဖွဲ့တို့ဆမတို့အမျိုးတွေတို့ကွန်ပန်းမန်တို့လုံးဝမလုပ်ဘူးကွာ။အခုပြောတဲ့တရဏဂုံထုံအောင်ယူုံနဲ့နဗယံဘေးကင်းပြီးတော့ရှင်လူယဟန်လူနာ မြမများရဲ့ချစ်ခင်လေးရစောင့်ရှောက်မှုရပြီးတော့အကျိုးစီးပွားများဖြစ်လိမ့်မယ်။တင်တော့အဲ့ဒီတရဏဂုံဘဝနာကြောင့်နှက်ပြီ၆တာမြမဘုံ20အားလုံးကမင်းတို့တွေ ready ပဲဆိုတာကိုမှတ်ထားလိုက်မှတ်ထားလိုက်မှတ်ထားလိုက်ကွယ်ကွယ်ဟုတ်ကဲ့ပါဆက်လက်လေးကတော့ဒီမှာနေပြီးဆုံးပြီပဲဖြစ်ပါတယ်ခင်ဗျာအစောရင်တော့ဆင် အားပေးခဲ့ကြတဲ့တွေအားလုံးကိုကျေးဇူးအထူးပဲတင်ရှိပါတယ်ခင်ဗျာ အားလုံးရဲ့နောက်ဗီဒီယိုတွေမှာ ပြန်လည်ဆုံတွေ့ကြပါမယ်ခင်ဗျာ။